မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရည်ရွယ်ချက်ရှိရှိလေးချောင်းတိုက်ခိုက်ပုံချေမှုများကြောင့်ရေအောက်ဆေးရုံဆေးကမ်းများထူထောင်ရန်ပြည်သူလူထုနှင့်နိုင်ငံတကာကိုဒေါက်တာဇော်ဝေဆိုးအကူအညီတောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံပတ်စစ်ကောင်စီဤရွယ်ချက်ရှိရှိလေးချောင်းတိုက်ခိုက်ပုံကျိမှုများကြောင့်စေယုံစည်းကမ်းများပြက်စီးသွားပြီးဘုံထံခံနိုင်သည့်မြေအောက်စေယုံစည်းကမ်းများတိဆောက်ရန်ဝိုင်းဝန်းကူညီကြရန်ပြည်သူလူထုနှင့်နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရစံမရေးဝန်ကြီးဒေါက်တာဆော်ဝေဆိုကအခုညီတောင်းလိုက်ပါတယ်ယနေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းမှရေးဝန်ကြီးဒေါက်တာဆော်ဝေဆိုကဗီဒီယိုရုပ်သံထုတ်ပြန်၍ပြည်သူလူထုကမြေအောက်စေယုံစည်းကမ်းများတိဆောက်ရေးဝိုင်းဝန်းကူညီပေးကြပါယံတရားဝင်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် ယခုရက်ပိုင်းလပိုင်းများအတွင်အကြံဖက်စစ်ကောင်စီကဆရာဝန်များသူနာပြူများနဲ့မြေပြင်တွင်ရှိနေသည့်ရှေတန်းစေယုံစေကံများကိုရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ဖျက်ဆီးလာကြောင်းစစ်ကောင်စီကဆရာဝန်များသူနာပြူများနဲ့ကျမ်းမာရေးဝန်ထမ်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေကြောင်းထို့ကြောင့်ပြည်သူလူထုကိုကျမ်းမာရေးဆောင်ရှားမှုပေးနိုင်ရန်ဘေးကင်းလုံခြုံပြီးဘုံတံခံနိုင်သောမြေအောက်ဆေးရုံစေကံများတိဆောက်ရန်ပြည်သူလူထုကပါဝင်ကူညီကြပါရန်ဒေါက်တာဇော်ဝေစိုးကပြောဆိုပါရယ် ဒီနေ့ပြောချင်တာကအခုဒီရက်ပိုင်းတွေ ဒီလပိုင်းတွေမှာကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ရှီတန်းစေးယုံစေးကန်းတွေရော နောက်တန်းစေးယုံစေးကန်းတွေရောကိုဘုံကျဲတိုက်ခိုက်ခံရတဲ့ပေါ့ဆရာဝန်တွေသူနာပြုတွေကိုရည်ရွယ်ချက်ရှိရှိနဲ့စေးယုံစေးကန်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ပျက်စီးခံရပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်ဖက်ဆစ်စစ်တပ်ဟာဆရာဝန်တွေသူနာပြုတွေကျမ်းမာရေးစောင့်ရှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်ဒါကြောင့်အရင်တုန်းကတော့ကျွန်တော်တို့တွေလုံခြုံတဲ့တော်တဲ့တောင်တွေမှာရှီတန်းစေးယုံစေးကန်းအနေနဲ့အခြေချစေးယုံစေးကန်းတွေကို တိဆောက်ပြီးတော့စေကူတာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာအခုလိုမျိုးဧပြီမေနှစ်လအတွင်းမှာတိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီးစေယုံစေကန်တွေအတွက်လုံခြုံမှုမရှိတော့တဲ့အတွက်ကျွန်တော်တို့အခုအချိန်မှာ underground မြေအောက်စေယုံစေကန်တွေဘုံကျဲတံခံနိုင်တဲ့ပေါင်900တထောင်ဘုံတွေ ကျဲတဲ့တန်းခံနိုင်တဲ့မြေအောက်စေယုံစီကံတွေစောက်ဖို့လိုလာပါတယ်။ဒါကြောင့်ဒီဟာကိုပြည်တွင်းပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာအလူရှင်များအနေနဲ့မြေအောက်စေယုံစီကံများပုံကျဲတန်းခံနိုင်တဲ့စေယုံစီကံများတည်ဆောက်ဖို့အတွက်ကူညီကြဖို့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်ဟုဒေါက်တာဇော်ဝေဆိုးကပြောပါတယ်။ မြန်မာနိုင်ငံမှာ CDM ဆရာဝန်သူနာပြုများနဲ့တမ်းမာရေးဝန်ထမ်းများသည်အနေရအများဆုံးအခြေအနေတွင်အလုပ်လုပ်နေရကြောင်းစီးကူးသားမှုများပေးရန်နှင့်လုံခြုံစိတ်ချသောအနားယူနိုင်ရေးဘုံတံခံနိုင်သည့်မြေအောက်ဆေးရုံစည်းကမ်းများမဖြစ်မနေလိုအပ်နေသဖြင့်ပြည်သူများနှင့်နိုင်ငံတကာအနေဖြင့်ဝိုင်းဝန်းကူညီရန်လိုအပ်ကြောင်းဒေါက်တာဆော်ဝီဆိုးကမြစ်တာရက်ခံပါသည်တကယ်တော့စေကူတနေကြတဲ့ဆရာဝန်ဆရာမသူနာပြုများကဘာပေါ်မှာအန္တရာယ်အများဆုံးနိုင်ငံတကူမှာအလုလုနေရတာဖြစ်ပါတယ် သူတို့တွေလုံကြုံစိတ်ချစွာစေကူတမှုပေးနိုင်ဖို့အတွက်သူတို့တွေလုံကြုံစိတ်ချစွာအနားယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာဘုံကျဲတံခံနိုင်တဲ့ဆေးရုံစေကံတွေလိုအပ်ပါတယ်။ဘုံကျဲတံခံနိုင်တဲ့မြေအောက်ဆေးရုံစေကံများလိုအပ်ပါတယ်။ဒါကြောင့်ဒါကိုဝိုင်းဝန်းကူညီကြပါလို့ကျွန်တော်တို့အနေနဲ့ဒီနေရာကနေတိုက်တွန်းနှိုးဆော်လိုပါတယ်ဟု၎င်းကဆက်ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်ပတွင်ရောက်ရှိနေရမှမြန်မာနိုင်ငံသို့အပြီးပြန်လာကတော်လိုင်းရေးနှင့်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာနလုပ်ငန်းစဉ်များကိုမြေပြင်တွင်ခွင်းစင်းဆောင်ရွက်နေသည့်ဝန်ကြီးတဦးဖြစ်ပါသည်ဆလပီနေပြည်တော်နှင့်နှီးကပ်သောပင်လောင်မြို့နယ်စောင်းပြောင်ကြီးရွာအနီးတွင်ထိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးပြည်သူထောင်ချီထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နေပြည်တော်နဲ့နီးကပ်သောရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျွရအနီးတွင်တိုက်ပွဲများဇက်ထိုက်ဖြစ်ပွားနေပြီးပြည်သူထောင်ချီထွက်ပြေးနေရကြောင်း ဒေသပြည်သူများနဲ့စည်ရေးတရင်ကြီးမြစ်တချို့ကပြောဆိုပါရယ်မေလ18ရက်နေ့မှာစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲများဇက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းရင်းနောက်ဇက်တိုက်ဆိုသလိုတိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်ဖြင့်နေစဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်းကယင်းနီ KMTF တပ်များနှင့်စစ်တပ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များအကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါသည် တိုက်ပွဲများအတွင်စစ်တပ်နှင့် PNO ဂိတ်စခန်းတချို့ကိုသိမ်းပိုက်ရရှိပြီး PNO စစ်သားတချို့ကိုလည်းအရှင်ဖမ်းဆီးရရှိမှုများရှိကြောင်းစစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်များကအပြင်းထန်ခုခံနေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများလည်းဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်အခုစောင်းပြောင်းမှာဖြစ်လာတဲ့တိုက်ပွဲတွေကတော်လန်ရေးတပ်တွေကထိုးစစ်ဆင်လာတာလို့ပြောရမယ်။ပင်လောင်းလိုက်ကောလမ်းနဲ့ပင်လောင်းနေပြီးတော့သွားလမ်းတွေမှာ တော်လန်ရေးတက်တွေကစပြီးစစ်ဆန်းတဲ့သဘောလည်းမြင်ရတယ်။အခုတည်တလို့တော့တော်လန်ရေးတက်တွေကစကန်းသိမ့်နာတွေရှိတယ်။ PNO စစ်သားတွေကိုဖမ်းမိတာတွေလည်းရှိတယ်ဟုဒေသတရင်ရင်းမြစ်ကတရင်ဌာနသို့ပြောဆိုပါတယ်။ရှမ်းပြည်နယ်ပင်လောင်မြို့နယ်တည်နေပြီးတော့တိုက်ရိုက်သွားရောက်နိုင်သောအချက်အချာကြောင့်စည်ရေးအရာအရေးပါတော်မြို့နယ်တစ်ခုဖြစ်ပြီးရင်းနေရာကိုတော်လန်ရေးတက်ဖွဲ့များကမင်းမြေစုံမှုရေးရရှိရန်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသတရင်ရင်းမြစ်များကတုံသက်ပြောဆိုပါရယ်အကြံဖက်စစ်ကောင်စီတပ်ကတိုက်ပွဲများပြင်းထန်လာပြီးစစ်တပ်အထိနာလာခြင်းပအုပ်ကျေးရွာများကိုမိရှို့ဖျက်ဆီးခြင်း လေချောင်းဖြစ်ပုံကျဲတိုက်ခိုက်ခြင်းတို့လှုံ့ဆောင်ပြီးဒေါ်လာရေးတက်များကလှုံ့ဆောင်သည်ဟုဆွဆွဲပြောဆိုမှုများကိုလည်းတောက်လျှောက်ဆိုသလိုလှုံ့ဆောင်လာကြောင်းသိရပါတယ်။ပအိုးရွာတွေကိုစစ်ကောင်စီကလေချောင်းကနေပုံကျဲနေတာမိရှို့နေတာတွေကို PNO အရာရှိတွေကဘာမှမပြောရဲဘူး။ပြီးတော့ပအိုးပြည်သူတွေကိုကြောင်းလိန်နေသေးတယ်။အကြမ်းဖက်သမားတွေကမိရှို့တယ်ဆိုပြီးတော့အဲ့လိုပဲပအိုးနဲ့ကရင်နီသွေးခွဲနေတာ ။ပအုပ်ပြည်သူတွေအယံအားရလို့ထင်နေတော့မယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ပြည်လောင်းမြို့နယ်တွင်မေလ18ရက်နေ့မှယနေ့မေလ26ရက်နေ့အထိဇက်တိုက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ပြည်လောင်းမြို့နယ်စောင်းပြောင်းဒေသမှာပြည်သူထောင်ချီ၍စစ်ဘေးတိမ်းရှောင်နေရကြောင်းထောင်ရစိုက်ပျိုးချိန်ဖြစ်တော့လဲပြည်သူများမှစစ်ဘေးရှောင်နေရကြောင်းသိရပါတယ်။ ဆက်လက်ပြီးအစ်စ်ပေါ်ထွန်းလာသည့်ယမညမွန်တက်တော်နှင့်လက်တွဲပူးပေါင်း၍စစ်အာဏာရှင်ကိုတိုက်ခိုက်မိဟု TNL ကကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်အခြေပြုဖွဲ့စည်းထားသည့်မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP AD နှင့်မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းဆက်ဖွဲ့စည်းလိုက်သည့်ရမညမွန်တက်တော် RMA နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNL ကတရားဝင် ထုတ်ပြန်ကြေညာပါသည်။မေလ24ရက်နေ့မွန်ပြည်တပ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NNSPAD နှင့်မွန်ပြည်လွတ်မြောက်ရေးတပ်တော် MNA တို့သည်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသောမွန်ပြည်ပေါ်ထွန်းရေးဟူသောမွန်မြတ်သည့်ရည်ရွယ်ချက်တို့ဖြင့်အတူပေါင်းစည်းကရမညမွန်တက်တော်ရမညမွန်အာမီ RMA ကိုဖွဲ့စည်းထူထောင်လိုက်ကြောင်းကြေညာခဲ့ကြောင်း ထို့သောပေါင်းစည်းလိုက်သည့်အပေါ်မွန်ပြည်သူလူထုနှင့်အတူလှိုက်လဲစွာကြိုဆိုကုန်ပြုပြီးပူပေါင်းဆောင်ရွက်သွားမည်ဟု ဖလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNL ကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။ယနေ့နိုင်ငံရေးစစ်ရေးအခြေအနေအရမွန်ဒေတာမှစစ်ရေးအခြေအနေတင်နိုင်ဖို့ရန်အတွက်ရမညမွန်တပ်တော်ဖွဲ့စည်းတည်ထောင်လိုက်တဲ့အပေါ်ကျွန်တော်တို့ရဲ့မော်ခမာနယ်ဝင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့သွေးချင်းညီအကိုဖြစ်တဲ့ PSLF TNLA တအောင်တမတော်ကကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုအပေါ်ပထမဦးဆုံးအနေနဲ့ဂုံပြူကြိုးဆိုထုတ်ပြန်တဲ့အပေါ်အတိုင်းမသိဝမ်းသာမိပါတယ်အထူးလဲကျေးဇူးတင်မိပါတယ်ဟု MNSP AD RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကသတင်းဌာနသို့ပြောကြားပါတယ်မြန်မာပြည်သူလူထုတရက်လုံးအားဆိုးရွားစွာဖိနှိပ်သက်ပြန်နေသည့်မြန်မာစစ်ကောင်းဆောင်တို့၏စစ်အာဏာရှင်ရန်ညားကိုပြည်သူတရက်လုံးကတက်ဆိုင်ရာဒေသအသည်းတီတွင်ရရလက်နက်ဆွဲကိုင်းပြီးတော်လန်တိုက်ခိုက်နေကြရာအဖိနှိပ်ခံပြည်သူလူထုကြီး၏အမြင့်ဆုံးသောတော်လန်ရေးကာလအခြေအနေသို့ရောက်ရှိလာပြီဖြစ်ကြောင်းထို့ကြောင့်မလူမျိုးတို့အတွက်တကူသေးသောရမညမွန်တက်တော်ကိုပေါင်းဆက်ထူထောင်လာသည်မှာမှန်ကန်သောတော်လန်ရေးလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းပင်ဖြစ်ကြောင်း ဖလောင်ပြည်နယ်လုံမြောက်ရေးတပ်ဦး PSLF TNLA ကအသိပေးထားပါတယ်မြန်မာပြည်ရှိမွန်ဝတအောင်တို့ပါဝင်သည့်မွန်ခမာမျိုးနယ်စုတို့သည်မိမိတို့သက်ဆိုင်ရာလူမျိုးများကိုစီရင်ကမိမိတို့ဤနယ်မြေဒေသနှင့်ဖြီသူလူတို့ကိုကာကွယ်စောင့်ရှောက်ရန်အတွက်အရေးချင်းဖြစ်ပြီးခိုင်မာအားကောင်းသည့်လက်နက်ကင်တပ်ဖွဲ့ကိုကျစ်လက်သိသိစွာဖွဲ့စည်းလှုပ်ဆောင်ရန်အထူးလိုအပ်သည်ဟုဆိုပါတယ် မလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA အနေဖြင့်ဖွဲ့စည်းထူထောင်လိုက်ပြီးရမညမော်တပ်တော် RMA ကိုဘဝတူတော်လိုင်းရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီးတော်လိုင်းရေးညီမချက်ပန်းတိုင်းအမြန်အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ် ကျွန်တော်တို့ရဲ့ယာမညမော်တက်တော်ကိုဘဝတူတော်လန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီးကျွန်တော်တို့ရဲ့တော်လန်ရေးပန်းတိုင်အောင်မြင်တဲ့အသည့်ဝိုင်းဝန်းပြီးအတူတကွပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ကြိုးစုထုတ်ပြန်တဲ့အပေါ်ကျွန်တော်တို့တော်လန်ရေးအတွက်တကယ့်ကိုအားတက်မိပါတယ်ကျွန်တော်တို့ရဲ့သွေးချင်းညီအကိုတွေအားလုံးအဖိနှိတ်ခံမဟာမိတ်တွေအားလုံးနဲ့အတူဒီတော်လန်ရေးကိုဆန်းဆန်းတမန်တိုက်ပွဲဝင်သွားပါမယ်ဟု MNSB AD RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကတရင်ဌာနသို့ပြောဆိုပါတယ် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။